ကိုစားကိုဝင်ဆောင်ပေးသူမင်္ဂလေးများစွာထဲမှာယရှုဒါလို့ခေါ်တဲ့မင်္ဂလေးတယောက်ပါဝင်ခဲ့ပါတယ်။ဒါပေမဲ့ထူးခြားတာကတော့သူမဟာဒီနေ့ထိကလေးမွေးဖွားတာကိုတခါမှမတွေ့ဘူးသလိုအဲ့ဒီကလေးတွေရဲ့မိခင်ရင်းကိုလည်းနောက်တစ်ခါပြန်မတွေ့ရတော့ပါဘူး။ဇလန်းဟာစေယုံကိုရောက်လာတဲ့ယရှုဒါကနေစတင်ပါတယ်။သူမဟာသုံးလသားကိုဝင်ရှိနေရင်မဲ့ဒီကလေးဟာသူမရဲ့ကလေးမဟုတ်ပါဘူး။တကယ်တော့ယရှုဒါဟာပိုက်ဆံအတွက်နဲ့သာကိုစားကိုဝင်ဆောင်မိခင်လုပ်ခဲ့တာဖြစ်ပါတယ်။ကလေးမွေးဖွားပြီးတာနဲ့တခြားတယောက်စီကိုလွှဲပြောင်းပေးရမှာဖြစ်ပြီး အဲ့ဒီအတွက်ယရှုဒါကိုပိုက်ဆံပေးမှာပါယရှုဒါမှာပြင်းထန်တဲ့ယောဂခံစားနေရတဲ့ညီမလေးတယောက်ရှိပြီးသူ့ကိုဆေးကုသဖို့အတွက်ယရှုဒါဟာပိုက်ဆံကိုအရန်အေးတကြီးလိုအပ်နေပါတယ်ယရှုဒါဟာဆရာဝန်နဲ့ပုံမှန်စစ်ဆေးမှုလုပ်ဖို့သွားတဲ့အခါကုမ္ပဏီဘက်ကလူတွေဟာပိုက်ဆံတဝက်ပေးပြီးသူမကိုခေါ်သွားတော့မယ်လို့ဆရာဝန်ကပြောပါတယ်နောက်တနေ့မှာပဲပိုက်ဆံအပြည့်ထည့်ထားတဲ့အိတ်ကြီးကိုကိုင်းဆောင်ထားတဲ့လူတယောက်ဟာယရှုဒါရဲ့အိမ်ကိုရောက်လာပါတယ်သူကယရှုဒါကိုကားပေါ်တင်ပြီးမစ်ဆေးပါတဲ့ဆေးကိုတိုက်လိုက်ပါတယ် ရရှူတာမျက်လုံးပြန်ပွင့်လာတဲ့အခါသူမကိုသူမထူးဆန်းတဲ့နေရာတစ်ခုမှာရောက်နေတာကိုတွေ့လိုက်ရပါတယ်။ဒီနေရာဟာဆရာဝန်ပြောခဲ့တဲ့နေရာပါပဲ။ဒီမှာပဲမဒူးလို့ခေါ်တဲ့မင်္ဂလေးတယောက်နဲ့တွေ့ဆုံပြီးဒီနေရာမှာဘလို့နေထိုင်ရမယ်၊ဘာတွေစားရမယ်၊ဘာတွေကိုဂရုစိုက်ရမယ်ဆိုတာတွေကိုရှင်းပြပေးပါတယ်။မဒူးကသူမကလေးမွေးပြီးသွားတဲ့အခါရရှူတာဟာပိုက်ဆံအပြည့်ရရှိမှဖြစ်ပြီးအင်ကိုပြန်နိုင်မှာပါလို့ယုံကြည်မှုပေးခဲ့ပါတယ်။